မြစ်တနည်းအားဖြင့်ရောင်းငံမြစ်လို့ခေါ်တဲ့မြစ်ရဲ့ဒစိမ့်တနေရာမှာမာဘိုစိတ်ကန်းဆိုတာရှိပြီးကုန်တယ်တွေကုလီထမ်းမိုးစောင့်နေတဲ့အလုပ်သမားတွေနဲ့အလုပ်ပေးတဲ့တပုံတွေတနည်းအားဖြင့်မာဘိုစိတ်ကန်းဦးဆောင်နေတဲ့လူတွေနဲ့ပြည်နယ်နေခဲ့ပါတယ်အဲဒီတပုံကောင်းဆောင်ကခေါလောင်းကိုတီးလိုက်ပြီးစာအိမ်မာဘိုအတွက်လူဆယ်ယောက်လိုကြောင်ပြောတော့ဇာဝင်းနေရဲ့ခက်ခဲဖြစ်နေတဲ့အလုပ်သမားတွေအတွက်လုံးလုံးမစားစားနိုင်မှာဖြစ်တာကြောင့်အလုပ်ရဖို့အတွက်သူထက်ငါသားအောင်ပြေးလွှတ်တန်းစီကြပါတယ်လုံးလုံးအားမဲ့ကုလီရဲ့ကိုတပုံတွေကလက်မှတ်ပေးပြီးလက်မှတ်ပါမှာလုံးလျားမှာဖြစ်ပါတယ်လုံးလုံးပြီးတော့တပုံတွေကလက်မှတ်မှာပါတဲ့အလုပ်သမားတွေကိုဘိုးကားအနေနဲ့စံတဘို ိုးပေးပါတယ်။တန်တဘိုးထဲကမှတဘုံတွေကအခွန်အဖြစ်စံတဆိုးကိုပြန်ယူသွားကအောက်ခြေအလုံးသမားတွေကတော့ရားတဲ့စံတဆိုးကတနက်တော့မလောက်တာကြောင့်လောက်ရတဲ့အလုံးနဲ့လုံလို့ရတဲ့ဖိုးကားကမညီရွက်ဖြစ်နေခဲ့ပါတယ်။လုံသမားရဲ့လည်းစိတ်ဆိုးပြီးအခန့်ချပေမဲ့လှုပ်ပေးတဲ့လူတွေဖြစ်နေတာရဲ့တဘုံတွေဖြစ်နေရတဲ့ကြောင့်ဘုံတွေသွားတည့်ရင်နင်းနာမှာကဘာအင်အားမှမရှိတဲ့ကိုတွေပဲဖြစ်တာကြောင့်တော်ယုံတိုင်ယုံသွားမရှုပ်ရဲကြပါဘူး။တရားတော်ကိုလည်းကိုကိုလေးငြိမ်ကြီးနေရပါတယ်။အဲဒီချိန်လုံသမားတယောက်ကနေရားတဲ့ဖိုးကားကနယ်လွန်းလာကြောင့်စောတကတဲ့ချိန်မှာတော့တဘုံတွေကအဲဒီလူကိုရိုင်းနှက်ပြကအဲဒီလူရတာတဲ့စံတော်ကိုမြေပေါ်တွန်းချလိုက် ြီးရတဲ့တပဲ၆ပြားကိုလည်းပလုံသွားခဲ့ပါတယ်။တဘုံကောင်းဆောင်ကတော့အာခိုင်ဒီလိုလိုဖြစ်မဲ့ဆိုကလောက်သမားရေလည်းပေးတာလေးနဲ့ပဲကျင်နေရပါတော့တယ်။တနည်းမှာတော့ဟန်မြင့်တပဲကစိတ်ကန်းတစ်ခုစီကိုဦးစီးရဲ့တဘုံကောင်းဆောင်တယောက်ချင်းစီဟာသူတို့ထက်တဆင့်မြင့်တဲ့တဘုံကောင်းဆောင်ချုပ်စီရဲ့ခွန်ခါးတွေနဲ့စီလက်ဆောင်တွေဆက်သနေခဲ့ပါတယ်။ကျန်တဲ့စိတ်ကန်းကောင်းဆောင်တွေကတော့ဘိုးတဲ့နှစ်ချက်ဝါကွန်း၃၄၅ချက်ဆက်သချိန်ပါတော့စပိုးစိတ်ကန်းကတဘုံကောင်းဆောင်မူတော့ဟာဘိုးတဲ့တစ်ချက်ပဲဆက်သနိုင်ခဲ့ပါတယ်။ဒါ့ကို level 2ပဲဂျူနီယာကြတဲ့ချားစိတ်ကန်းကကောင်းဆောင်တွေကအထီးတဆီနဲ့မလေးမစားလုံးနေလို့ပုံမူတော့လေတင်းနေပေမဲ့ကိုဖြစ်မရှိ ြင်မှန်ကိုကိုတီလို့အမီလေးပြန်ကုန်းနေရပါတယ်အဲကျဲခေါဆောင်တယောက်ကစကားလွန်လာပြီဒိုးမဲ့ချိမဲ့လုံနေလို့မူတော့လေလက်ခံလိုက်ကတယောက်သားလဲကြားနေစင်လဲပြီးမှတွေ့ပါတော့တယ်ကြားနေစင်ဆိုရင်မဲ့ဟိုဘက်ကတကယ်ကြားဖြစ်နေခဲ့ကဘူရောကတော့စင်မုတ်ပဲကြွက်ဖြစ်နေလို့ကိုကောင်ကချက်ကလေးငယ်ကလေးရိုက်တယ်လို့ရိုက်လိုက်ကဘူရောတယောက်ရှုံပြီးစိတ်တော်တော်နဲ့ပြန်လာလိုက်ရပါတယ်ရလာရဲ့လမ်းမှာမူရောတပည့်တွေကမကျင်နဲ့လို့တင်းတုံးနေတော့ဘူရောဘေးကနေလူ၃ယောက်ကဖြတ်သွားတာကြောင့်ရွာစော်မူတော့လေစိတ်ဆိုပြီးလူ၃ယောက်တည်းကခေါဆောင်လို့ထရားတဲ့သူကိုသွားဖြဲတာကိုကောင်ကတကယ်လုံးမဲ့ရုပ်ဖြစ်နေရကြောင့်မီးလေးပြန်ကုန်းနေရကမူရောလေအောက်စားလို့ လုံးဖြစ်နေပါပြီဘူတော့ကတော့နေရာတကာရှုံးနေပြီ ခုလည်းအိမ်ရောက်တာနဲ့သူများရိုက်တာခံလာရလို့မိမဖြစ်သူကပါလက်ရိုက်ကမူတော့လည်းဘစ်ကျောင်းပြေးနေရပါတယ်သူကတော့ရှီရောဆိုတဲ့လူငယ်လေးဖြစ်ကလုံရဖို့အတွက်လုံခေါ်တဲ့အချိန်ကိုထိုင်ဆောင်နေခဲ့ပါတယ်အဲ့ချိန်ညာမူတော့ရိုက်ခဲ့တဲ့လူရောက်လာကအထက်ကစံတဲ့ခိုင်းကြောင်းလာပြောခဲ့ပြီးဘူတော့လည်းစားရင်တဲရမှာလို့ပြန်ပြောပေးမယ်ဘူကောင်ကတော့ဖင်မစတာနဲ့ခိုင်းနာလုံလို့ပြောကဘူတော့လည်းခေါင်းငုံနေရပါတယ်ဒေလွန်နဲ့စံတဲ့ဖို့ဆယ်ရောက်ရွေတော့ရှီဟောလည်းပါသွားခဲ့ကအလုံးလုံးပြီးရဲ့အချိန်မှာတော့ဟာတိုင်းလိုပဲအလုံးကားအနေနဲ့စံဘူးတဲကနေတော့ကိုပဲရကြပါတယ်အဲ့ချိန်ကုံတဲ့တယောက် ောက်ရလာပြီးစားရင်တဲရမှာကိုစမ်းရင်တဲလို့တဘုံငေါဆောင်မူတော့ကိုလာပြောနေခဲ့ပါတယ်မူတော့လည်းသူကအထက်ကခိုင်းတာပဲလောက်တာလို့ပြောတော့ကုန်တယ်လဲအထက်လူကြီးတဘုံရဲ့ခေါင်းဆောင်ဒေါခေနဲ့သွားတွေ့ခဲ့ပါတယ်ဒေါခေကတော့အရာကြီးလူနိုင်နဲ့ချက်ထိုးနေပြီးကုန်တယ်ရောက်လာခဲ့ကဒေါခေကိုသူတို့ကုန်တွေကိုအရင်ချခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒေါခေလည်းတတော်များမလုပ်လို့ကုန်တယ်ကငွေနဲ့လက်ထိုးလိုက်ကသူတို့ရဲ့စားတွေကိုအရင်ချခွင့်အလွယ်တကူရရှိသွားခဲ့ပါတယ်လူနိုင်ကလည်းမင်းတို့တဘုံနဲ့အမျက်တွေတားအစားပြီးမာမုတ်တဲ့အကြောင်းပြချက်တွေနဲ့အခွန်တွေကောက်ခတ်နေရဖို့လို့ဒေါခေကိုပြောလိုက်တော့ဒေါခေကလည်းကျွန်တော်တို့ဒီလိုတွေ ကောက်ခံပေးရင်ယာရှိတို့ကိုခွန်ပြန်ပေးရတာမလို့အတူတူနဲ့အနူတူပဲလို့ပြောတော့ယာရှိလည်းလျှော်ပေးထားလို့ခေါင်းပေါ်ချီတက်ပါတဲ့သဘုံကောဆောင်ဒေါကေကိုစိတ်တို့သွားပြီးနောက်တစ်ခါရှာရုံမရှိတိုင်းလျှောက်ပြောရင်ဒါပြင်းမယ်လို့ချင်းကြောက်ကဒေါကေကတော့သူတက်တဆင်းမြင့်နဲ့ယာရှိမလို့ပြောသမျှကိုကောင်းကျင်ခံနေရပါတယ်ခုနကကုန်တဲ့ကတော့စားကိစ္စကိုလက်ထိုးလိုက်တော့အဆင်ပြေသွားအကြောင်းသူ့ထက်လူကြီးကိုလာပြောခဲ့ကလူကြီးမင်းကတော့ဘာပဲလို့လို့သဘုံတွေကိုခွန်ပေးနေရလို့စိတ်တုန်နေခဲ့ပါတယ်လူကြီးမင်းရဲ့သားကနေပြီးဒေလောခွန်နေကသဘုံတွေကြောင့်မဟုတ်ပဲသဘုံတွေရဲ့အထက်ကစိုးရဝင်တဲ့ယာရှိတွေကြောင့်လို့ဝင်ပြောတော့လူကြီးမင်းကလက်လို့စပယ်မပြောဘူး ိုဝယ်ဟောက်ကလက်ခံရနိုင်ကြောင်းကပြောလိုက်ပါတယ်။ဒါပြည့်သူကလည်းသူသာအရာကြီးဖြစ်ရင်မတရားမှုတွေနဲ့လက်စားမှုတွေကိုတိုက်ဖျက်ပေးမယ်လို့ပြောပေမဲ့သူကိုယ်တိုင်ကတော့အရာကြီးဆောင်ဝဲကိုနှစ်ကြိမ်ကြာပေးပြီမလို့အဖေပြည့်သူလူကြီးပဲလေ။ဒါပြည့်သူပြောတာတွေကိုရှက်လွန်းလို့မကြားသလိုပဲနေလိုက်ပါတယ်။အရာကြီးမလို့ပဲကုန်သက်ပညာသင်ယူပြီးမိသားစုမွေတွေကိုလက်ခံဖို့ပြောပေမဲ့ဒါပြည့်သူကတော့စိတ်မဝင်စားဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။ဒါကအကြီးရှိကတော့ကိုလာယုံတဲကနေတန်ဖိုးကြီးမင်းနိုင်ငံကပစ္စည်းရရောက်နေကြောင်းလူကြီးမင်းကိုလမ်းပြောလိုက်ပါတယ်။သူကတော့ယမင်းဖြစ်ပြီးအခုကတော့အထယ်ကြီးအကြီးမားတွေကိုအဖေပြည့်သူရဲ့ကုန်လောင်ယုံကပစ္စည်းတွေ တွေကိုလာရောင်းချခဲ့ကကြဘိုးလေးဖြစ်အောင်ပြောနိုင်လို့အာဂျီမာတွေလည်းလူရဲဝယ်ယူအားပေးနေကြပါတယ်လုံချင်းတဲ့အလုပ်ပြီးအိမ်ပြန်ရောက်တော့အဖေဖြစ်သူလူကြီးမင်းကစီးရခိုးရောင်းလို့အပြစ်ပေးပြီးစုငေါင်းနေခဲ့ပါတယ်အဖေဖြစ်သူကတော့တမီးဖြစ်သူကိုထဲကြီးမိသားစုကဒေသပညာတတ်နဲ့လက်ထပ်ပြီးဘဝကိုအေးအေးချမ်းချမ်းချက်တန်းခိုင်းချေပေးမယ်တမီးဖြစ်သူကတော့ပုံသက်ဖြစ်ချင်နေပဲပြောနေခဲ့ကစားကိုရောတမီးကိုသူ့စိတ်ချပုံစံသွင်းလို့မရတာကြောင့်စိတ်တွေညစ်နေခဲ့ပါတယ်ရာချီကတော့စိတ်ကန်းတီးတီးကသဘုံကောင်းဆောင်တွေကိုစူဝေးတဲ့ဒေဝဲကိုရောက်နေပြီးသဘုံကောင်းဆောင်တွေကိုအခွန်နဲ့စတိုးကောက်ခိုင်းနေခဲ့ပါတယ်ဒါကနေသဘုံကောင်းဆောင်တရား ကတွန့်တက်လို့အရာကြီးကပဲနှစ်ချက်လောက်ပြင်းလိုက်ကအကုန်လုံးလည်းအမိကုန်းနေလိုက်ရပါတယ်။တဘုံနေလည်းအရာကြီးထွက်သွားတဲ့အရာကြီးကိုဆဲနေကြကအရာကြီးကုံဖို့ကြောင့်သာသူရှိမှငြိမ်သက်နေရတာဆိုပြီးအတင်းတုံနေကြပါတယ်။အရာကြီးကတော့တဘုံနေစီကရတဲ့ခုံကိုသူ့ထက်လည်းပဲမြင်တဲ့သူတယောက်ကိုသွားပေးခဲ့ပါတယ်။မာဘိုစိတ်ကမ်းမှာတော့ပစ္စည်းတက်ဖို့အတွက်တံမာတဲ့လူစနှစ်ယောက်ကိုခေါ်ချင်မှတော့အသက်ကြီးပြီးရောကြောင်ကြနေတဲ့ဖိုးကြီးပါလာကြောင့်ဘူတော့ကဖိုးကြီးကိုထုတ်ပြီးရှီယောကိုကုံတယ်ဖို့ထဲလိုက်ပါတယ်။ဖိုးကြီးလည်းလုံးမရရင်ဆံမရတာကြောင့်သူထမ်းနိုင်တယ်လို့ပြောပေမဲ့မူတော့ကတော့လက်မခံခဲ့ပါဘူး။ဘယ်တော့ဖိုးကြီးဟာတက်ကြီးလုံးလုံး သူ့ကိုဘယ်သူမှခေါ်မခိုင်းတာကြောင့်တံမရကနှစ်ရက်လောက်အဆမစားအသေးပဲဖြစ်နေခဲ့ပါတယ်။ဘူတော့လည်းပြောများတဲ့ဖိုးကြီးကိုရိုင်းနှက်ပြီးရေထဲပစ်ချလိုက်ပါတယ်။ရောကတော့ဖိုးကြီးကိုသနာပေးပေမဲ့သူလည်းအသွေးနဲ့အသားနဲ့မလို့ဖိုးကြီးနေရာမှာဝင်လောက်ခဲ့ပါတယ်။ရောအလုပ်ပြီးတော့ချောင်းမှာကိုလက်တန်းစင်နေတော့ရေစံဘက်ကနေမူတော့ကသေးလာပေါက်နေခဲ့ပါတယ်။ဘူတော့လည်းရှီရောကိုမြင်ရတဲ့လမ်းခေါ်ပေမဲ့ရောကပြန်မထူးတာကြောင့်စိတ်ဆိုးပြီးရောကိုခေါင်းသွားရိုက်ခဲ့ပါတယ်။ဘူတော့လည်းရှီရောကိုမမြင်ဘူးတာကြောင့်စစ်လားစစ်လားလုံနေပြီးရောဘိုင်းမှာလည်းဓာတ်တန်ရရှိတာကြောင့်အပြေးထင်နေကရောကတော့သူကမွေးကလေးကတာမန်လူအားနဲ့မွေးလာပြီးပူလီထန် နဲ့အလုပ်ပဲလုပ်ခဲ့တာကြောင့်စစ်သားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဘူတော့လည်းသူ့တပည့်ကိုရှီယောင်းအောင်စုံစမ်းခိုင်းလိုက်ပါတယ်။တနေ့မာဘိုစိတ်ကန်းကိုတိုင်းပြည်ရဲ့မတ်တွေကရောက်လာလို့လှုပ်ရှုံနေကြကဘရင်စီစစ်သားမဲ့ဘန်နာတွေမလို့ယူတဆိုင်တယ်ဖို့ပြောနေတဲ့ကြားကနေဖိုးကြီးကကုန်ပစ္စည်းကလေလုံးလို့ရေရောက်ပြုတ်ကျသွားကရှီယောကတော့ရေမကူတတ်တဲ့ဖိုးကြီးကိုကယ်လိုက်ပါတယ်။အဲ့ချိန်ရာရှိကရောက်လာပြီးအရင်ကယ်တဲ့ရှီယောကိုဆဲကပစ္စည်းကလူအသက်ထက်တန်ဖိုးရှိရလို့ပြောလိုက်ပါတယ်။ရှီယောကတော့ဆိုရရာကြီးဖြစ်တာကြောင့်ပြန်ပြပြောနိုင်ခဲ့ပဲပစ္စည်းကိုရအောင်ရှာလိုက်ရပါတယ်။ပစ္စည်းလည်းချပြီးတော့မူတော်တဲ့တစင်းမြင့်တဲ့တပုံကရောက်လာကဘ ရင်ကိုဆက်သားရမှာမို့လဝါကမပေးဘူးလို့ပြောလိုက်တော့အလုသမားတွေလည်းဆောကတကြကတပုံကားတော့ဆောကတက်တဲ့ကောင်ကိုရိုင်းနှက်လိုက်ပါတယ်အဲဒီတပုံကလူကြားတွေကနေအချိုးမပြေမျက်လုံးနဲ့ရှီယောကိုတရိပ်ထားမိပြီးကြီးကအချိုးမပြေဘူးလို့ပြောကရန်သွားစားပါတယ်တပုံကားစပြီးရှီယောကိုထိုးကရှီယောကတော့ဖြုံတော့မဖြုံလို့လုံးနဲ့ရိုင်းမလို့လုံးနေတော့အရာကြီးရောက်လာခဲကပွဲလဲပြတ်သွားခဲ့ပါတယ်တပုံကားတော့ရှီယောကိုထမင်းဝါအောင်စားရဖို့ပြောလိုက်ပြီးလမ်းမှာတွင်းရဲ့အသေးပဲလို့ထပ်ပြောလိုက်ပါတယ်ဘူရောကတော့အရာကြီးကိုမြင်လာတဲ့လုံသမားရဲ့လဝါခါကိုမပေးပဲဖွက်ထားတဲ့စံတွေကိုအရာကြီးအတွက်ဆိုပြီးလက်ဆောင်ဘေးကဖားနေခဲ့ပါ ါတယ်။နားရောက်တော့လူသမားတွေကအတူတူအိတ်ကျရင်တယောက်ကဦးဆန်နေပြောင်းနေလို့ထားတောင်းကျန်းကရှီရောလဲအိမ်မရလို့နိုးလာခဲ့ပါတယ်။နိုးလဲစားနဲ့ဟိုတနေ့ကလုံးမရတဲ့အဖိုးကြီးကိုသူ့ဆန်သွားပေးဖို့လောက်ခဲကလာကောင်းဝင်မဲ့ခါနှောင်းသွားပြီးဖိုးကြီးကလူလောကရဲ့ရက်စက်ရုံမှမှုတွေကိုမခံနိုင်တဲ့အတွက်ကိုကိုကိုဆုံးစီရင်သွားခဲ့ပါတယ်။တယောက်ကတော့ဖိုးကြီးရဲ့အလောင်းကိုယူပြီးကိုယ်တိုင်အာသုဝပို့ပေးခဲ့ပါတယ်။နောက်တနေ့မှာတော့မာဘိုစိတ်ကန်းကိုမမလေးယမင်းတို့ကရောက်လာခဲ့ကလမ်းမှာယမင်းနဲ့ရှီရောတို့တိုက်မိပြီးယမင်းရဲ့ရက်တောင်ပြုတ်ကြသွားခဲ့ပါတယ်။နောက်ရှီရောကကောက်ယူပြီးပေးပေမဲ့မမလေးရဲ့တပည့်ကတော့ရက်ဖက်တဲ့လက်တွေ နဲ့ယမင်းရဲ့ရက်တောင်ကိုင်လို့အောင်ငေါက်ကကြည်ရောတယောက်ခံလိုက်ရပါသေးတယ်။လောက်သမားတွေလည်းကုန်ချပြီးလို့ဒီနေ့ကအမတ်ကြီးတွေရဲ့မျိုးရိုးအထယ်ကြီးတွေရဲ့ကုန်ကိုချပေးရတဲ့အတွက်မပေးဘူးလို့ပြောနေပါတယ်။ကြည်ရောကလည်းတီးမခန့်နိုင်တော့ပဲမနေ့ကအမတ်တွေလာလို့မပေးဘူးဒီနေ့ကျတော့အမတ်သမီးရဲ့လာလို့မပေးဘူးလို့နေလို့သိတော့နေခဲ့ကစောတကတက်နေခဲ့ပါတယ်။ဘုံကလည်းရှီရောကိုလောအားကလှုပ်ချင်ခုနကအထယ်ကြီးရဲ့သမီးရဲ့ဒီသွားတောင်းဖို့ပြောတော့ကြည်ရောလည်းလောအားကတောင်းဖို့လိုက်သွားခဲ့ပါတယ်။ကြည်ရောလည်းယမင်းကိုတွေ့အောင်ချပေးယမင်းစီကကုန်ချကတောင်းခဲ့ပါတယ်။ယမင်းကလည်းပေးပေးပြီလို့ပြောနေပေမဲ့ကြည်ရောကလောသမားတယောက်ကလေး းမှာလောက်ခမရကြောင်းပြပြောလိုက်ပါတယ်အဲ့ချက်မင်းကချီယောနဲ့ညီခဲ့တဲ့သဘုံကတပတ်တပတ်နဲ့ရောက်လာခဲ့ကချီယောတွင်မလို့လုံနေတော့ချီယောလည်းထာမထားတော့ပဲသဘုံတွေကိုတွင်မလို့လှုပ်လိုက်ရင်အပစုတ်ဝမ်းလေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ